ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အီရန်သားနျူကလ িয়ার ထက်လုံရင်ဘုံထက်ကျဲမယ်လို့ဒေါ်နယ်ထရန့်ချင်းချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် a nuclear weapon and that's what happened တမရဒေါ်နယ်ထရန့်ကတော့အီရန်ကောင်းဆောင်အရာဒိုလာအလီခါမေနီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးအီရန်အပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကိုရုတ်သိမ်းဖို့အစီအစဉ်တွေကိုဖျက်သိမ်းလိုက်ပြီးဆိုပြီးတော့တောက်ကြနေပါကြေညာခဲ့ပါတယ် တီဟီယန်ကယူရေနီယံကိုစိုးရိမ်စရာအဆင့်အထိကျွဲဝအောင်လှုပ်ဆောင်နေတာတွေ့ရှိပါကနိုင်ငံကိုပြန်လည်ဘုံကျဲဖို့လုံ့ဝကိုစဉ်းစားမှဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ထရန်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုဟာဆိုရင်တော့အစ္စရေးနဲ့စစ်နယ်ရဲ့အကြားပြည်ပခအပြီးခါမေနီရဲ့ပထမအဦးဆုံးလူသိရှင်ကြားပြောဆိုချက်အပေါ်ပြန်လည်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ခါမေနီကတော့အမေရိကန်ရဲ့ဘုံကျဲတိုက်ခိုက်မှုအပြီးကာတာမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းကိုတိုက်ခိုက်ခဲ့ခြင်းအပြင်အီရန်ကအမေရိကန်ကိုခက်ဆက်ဆက်ပိတ်ရိုက်ခဲ့တယ်ဆိုပြီးတော့ပြောကြားခဲ့ပြီး အီရန်ကဘယ်တော့မှလက်နက်ချမှာမဟုတ်ဘူးလို့လည်းရဲရဲဝံ့ဝံ့ပြောကြားခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ကတော့ခါမေနီရဲ့အောင်မြင်မှုဆိုင်ရာပြောဆိုချက်တွေကိုပြင်းပြင်းထန်ထန်ပယ်ချခဲ့ပါတယ်။တောက်ကြနေမှာတော့ထရန့်ဟာသူ့နိုင်ငံပြက်စီးခဲ့ပြီးသူ့ရဲ့စိုးရုပ်တဲ့နျူကလ িয়ার စခန်း၃ခုပြက်စီးသွားပြီးသူ့ဘယ်မှာပုံအောင်နေတယ်ဆိုတာကျွန်တော်အတိအကျသိခဲ့တယ်။အစ္စရေးကိုဒါမှမဟုတ်ကဘာပေါ်မှာအကြီးမားဆုံးနဲ့အင်အားအကြီးဆုံးအမေရိကန်တပ်ဖွဲ့တွေကိုသူ့အသက်ကိုတတ်ခွင့်မပေးခဲ့ဘူး သူ့ကိုအရန်ဆိုးရွားပြီးအရှက်ရစရာတည်ခြင်းကနေကဲတင်ခဲ့တာပါဆိုပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ယူကလီးယားစကန်တွေကိုဘုံကျဲတက်ခိုက်မှုအသစ်တွေဖြစ်လာနိုင်ခြင်းရှိမလားလို့မေးမြန်းတဲ့အခါမှာတော့ထရန်ကဟုတ်ပါတယ် ဘေးเสียရမလိုပါဘူးလုံးဝကိုလုံးမှာပါဆိုပြီးတော့တုံ့ပြန်သွားခဲ့တာပဲဖြစ်ပါတယ်တေဟီယန်ကယူရေနီယံကိုစိုးရင်စရာအဆင့်အထိကျွယ်ဝအောင်လှုပ်ဆောင်နေတာကိုတွေ့ရှိမှသာဒီလိုမျိုးလှုပ်ဆောင်မှဖြစ်တယ်ဆိုပြီးတော့လဲရှင်းလင်းပြောကြားခဲ့တာဖြစ်ပြီးတော့ဒါဟာအမေရိကန်အတွက်ရှင်းလင်းတဲ့မူဝါဒတစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောကြားသွားတာပဲဖြစ်ပါတယ်ခင်ဗျာ